အခုတင်ဆက်ပေးမယ့်သတင်းကတော့ဆံဝဲဖို့မလိုဘဲနဲ့အလကားရနေရလို့ပြောကြခဲ့တာကြောင့်စိုက်ပျိုးရေးဝန်ကြီးနှုတ်ထွက်ခရရသတင်းပဲဖြစ်ပါတယ်။စာဘုတ်အတွက်စာဝင်စရာမလိုပဲအလကားရနေလို့ပြောမိတဲ့စကားတစ်ခုကြောင့်ဂျပန်စာပြေဝင်ကြီးတာကူအီတိုဟာရှာဒူကနဲ့နှုတ်ထွက်ပေးခဲ့ရတယ်လို့သိရပါဗျ။ တာကူရီတောင်းပြီးခဲ့တဲ့နေဝင်လေးကစာကခရမ်မှာပြုတ်လောက်ခဲ့တဲ့သူ့ရဲ့မိခင်ပါတီဖြစ်တဲ့ Liberal Democratic Party ရဲ့တွဲဆောင်ပွဲတစ်ခုမှာပြည်သက်တွေနဲ့တွဲဆောင်ခဲ့ရမှာသူ့အနေနဲ့ထောက်ခံအားပေးသူတွေကဆံတွေကိုလှူဒါန်းတာတွေနဲ့အလကားပေးရတဲ့ကြောင့်ဆောင်ရွက်စားစရာမလိုဘဲနဲ့ပူချန်နေတယ်လို့သူ့ကိုထောက်ခံအားပေးတဲ့သူတွေလိုအပ်မယ်ဆိုရင်ရောင်းချပေးမယ်လို့ပြောကြခဲ့တာပါအဲ့လိုပြကြမှုကလက်စားလိုတမန်ရှင်တမန်လိုရတဲ့စကားမျိုးဖြစ်တယ်လို့အများပြည်သူကြားမှာလည်းဝေဖန်မှုတွေမြင့်တက်ခဲ့ပါဗျ။အတိုက်ခံပါတီတွေကဝေဖန်ပြရားပေးမှုတွေပြုလုပ်ခဲ့ပြီးတဲ့နောက်မှာ တက်ကွေတို့ကယာရုကညွှန်ထွက်သွားခဲ့တာပါဂျပန်နိုင်ငံမှာအစိုးရဘက်ကစံရောင်းချပေးမှုတွေပြုလုပ်နေတဲ့ကြားကစံစည်းတွေစတေလီမီတက်နေချိန်မှာတက်ကွေတို့ကဆန်လန်ကားရနေလေပြကြခဲ့လို့လဲဝေဖန်မှုတွေမြင့်တက်ခဲ့တာပါဒီသေးရောညင်ကြအောင်ဟာပေးဖို့လာတာပါ